မေကန်သမရာဒေါ်နယ်ထရန်ကသူဟာယီမင်နိုင်ငံရှိဟူတီတပုံတွေထိန်းချုပ်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်ဖို့အမိန့်ပေးခဲ့တယ်လို့ပြောကြားခဲ့ကြောင်းအီဗီမှဖော်ပြခဲ့ပါတယ်။အီရန်ရဲ့ကြောတောက်နောက်ခံကိုရရှိထားတဲ့ဟူတီအဖွဲ့အနေနဲ့ပင်လယ်နီမှာတင်းမောတွေကိုတိုက်ခိုက်မှုတွေကမရက်တမ်းမချင်းအမေရိကန်ကတောင်းလုံပြီးပြင်းထန်တဲ့အင်အားကိုအသုံးပြုသွားမယ်ဖြစ်ကြောင်းထရန်ကပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူ32ဦးထဏ်မင်းနဲ့တိစုံခဲ့တယ်လို့လည်းဟူတီအဖွဲ့ကပြောကြားခဲ့ပါတယ်။အမေရိကန်တင်းမောတွေလေရင်တွေနဲ့ရေတပ်ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့နဲ့ လွတ်လပ်စွာရေချောင်းသွားလောက်ခွင့်ကိုထိမ့်သိမ်းဖို့အတွက်ကျွန်တော်တို့ရဲ့တိုက်လေရင်တွေကအကြမ်းဖက်သမားတွေရဲ့စခန်းတွေခေါင်းဆောင်တွေနဲ့ဒုံးကျည်ကားခွဲရေးစနစ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။အမေရိကန်ပင်လယ်ကူးသင်္ဘောတွေနဲ့ရေတပ်သင်္ဘောတွေရဲ့လွတ်လပ်စွာရေချောင်းသွားလောက်ခွင့်ကိုဘလို့အကြမ်းဖက်အင်အားစုကမှရပ်တန့်နိုင်မှာမဟုတ်ပါဘူးလို့ Trend ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ဟူရီကျန်းဖက်သမားအားလုံးတင်းတို့အချင်းကုန်ပြီဒီကနေ့ကစပြီးတင်းတို့ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ရမယ်မရဘူးဆိုရင်တော့တင်းတို့အရင်ကတခါမှမကြုံဘူးတဲ့ငရဲနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ထရန့်ကသူ့ရဲ့ True Social လူမှုမီဒီယာမှာရေးသ တာဖော်ပြခဲ့ပါတယ်ထရန့်ဟာဟူဒီအဖွဲ့ကိုကြောတော့နောက်ခံပေးထားတဲ့အီရန်နိုင်ငံကိုလည်းတတိပေးခဲ့ပြီးဟူဒီအဖွဲ့ကိုထောက်ခံမှုအားချက်ချင်းရပ်တန့်ရန်အီရန်အနေနဲ့အမေရိကန်ကိုချိန်ချောက်မည်ဆိုပါကအမေရိကန်ဟာအီရန်ကိုအပြည့်အဝတာဝန်ယူခိုင်းမည်ဖြစ်တယ်လို့အီရန်ပေါ်ကောင်းမွန်စွာဆက်ဆံမည်မဟုတ်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်အမေရိကန်ဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးအီရန်ကိုစိနွေးပွဲစကားဝိုင်းကိုခေါ်ဆောင်ဖို့ကြိုးပမ်းနေပါတယ်။အဲ့ဒီနောက်တစ်ချိန်တည်းမှာပဲအီရန်ပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီးနောက်တရင်းအပတ်အနေငယ်ကြာမှာဟူသီတပုံတွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဟူဒီအဖွဲ့ကတော့သူတို့ထိန်းချုပ်ထားတဲ့နနမိတ်တွေအတွင်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်းဆန်နာမျိုးတော်နဲ့ဆော်ဒီနယ်သက်ဒေတာရှိဟူဒီတွေခြေကုပ်ယူထားတဲ့စာရပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။အွန်လိုင်းမှာထွက်ပေါ်နေတဲ့ဓာတ်ပုံတွေမှာဆန်နာလေစိတ်အဆောက်အအုံပေါ်မှာမိခိုးတွေထွက်ပေါ်နေပုံကိုမြင်တွေ့ရပါတယ်။